ငလင်နေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ငလင်ငယ်ကြီးများများလှုပ်ရင်ငလင်ကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်။ဒါလည်းဘယ်ပေါ်မှအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ညောခြင်းဖြစ်ပါတယ်။တကယ်တော့ငလင်ဆိုတာမြေလွန်ကုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့အခါမှာ ေးတိုင်ပေါ်တာရှိခြင်းတပြေးပြေးပူနီးလာတာရှိခြင်းတပြေးပူဝေးသွားတာရှိခြင်းသုံးမျိုးရှိပါတယ်ဘယ်လိုမျိုးစံနဲ့ပဲတွေ့တွေ့အဲ့ဒီမြေလွန်နှခုရဲ့ကြားငရင်ကျောပေါ်မှာမြေလွန်နှခုရဲ့ပေါ်တိုင်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်အဲ့ဒီ stress တွေဟာဒဇဇနဲ့စူဆောင်းလာပါတယ်စူဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမ့်မထားနိုင်တော့တဲ့အချိန်မှာဒီစူဆောင်းထားတဲ့တင်းအား stress တွေကို ကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်။အဲ့ဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်။ဗာနဲ့လာသန်တူလဲဆိုရင်တေးပင်ကျက်ပေါင်မိတပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာဒီတေးပင်ဟာကျွေးတင်းလာပါတယ်။ဒါတင်းအားပါပဲ stress ပါပဲ။အဲ့လိုဆွဲဆွဲဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေအထားရောက်တဲ့ခါမှာဒီတေးပင်ဟာ အင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်။ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြည့်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်။ဒါငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်ချက်တွေဖြစ်တယ်။မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ်။မြန်မာနိုင်ငံမှာငလင်းအန္တရာယ်အမြင့်ဆုံးဒေသကြီးဆိုတာလေကျွန်တော်တို့ပြတ်ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ်မြင်းကလေးအနေနဲ့အမြင့်ဆုံးရှိတဲ့ဒေသတွေက စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်အဲ့ဒီဒေသတွေမှာမရင်အများဆုံးလှုပ်လေးရှိပါတယ်ကျန်တဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်အဲ့ဒီဒေသတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ ARD မြစ်ကျောတလျှောက်အဲ့ဒီဒေသမှာလည်းငလင်ကြီးကြီးလှုပ်ခုပါတယ်အဓိကအပြင်ငလင်ကျောကြီး၅ခုရှိပါတယ်ဟိုးအနောက်ဖက် ရခိုင်ကာယုတ္တရဲ့အလွန်ပင်လေရေပြင်အောက်မှာငလင်ကျောတစ်ခုရှိပါတယ်။ရခိုင်ငလင်ကျောလို့ပဲခေါ်ကြပါတယ်။အချိန်ဘက်ကိုလာလိုက်ရင်မြမပြည်ရဲ့အဓိကငလင်ကြီးရေအပြည့်စည်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျောကတော့အေယာကြီးမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမခွေ့ထိရောက်အောင်ရှည်လျားတဲ့စကိုင်းငလင်ကျောဖြစ်ပါတယ်။အဲ့ဒီနောက် အရှိဘက်ကိုကူးသွားရင်ကြောက်ကြမ်းကလင်ကျော်အဲဒီနောက်တန်လွင်ကလင်ကျော်အဲဒီနောက်မြမပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်တကောင်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးတွေတော့အမြောက်များရှိပါသေးတယ်အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးချိန်မှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်ဥမာဖြင့်စကိုင်းငလင်ကျော်ကြီးမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာ နောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်တယ်ပြီးဖြစ်ပါတယ်။ဆိုလိုတာကတော့ငလင်ကြီးတစ်ခုအချိန်မီလုံနိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်။ဒါသတိထားမယ်အချက်တစ်ခုဖြစ်ပါလေ။မြန်မာနိုင်ငံမှာငလင်လုတဲ့အခါမှာအားကောင်းဆုံးငလင်လုတဲ့နေရာနဲ့အပြည့်အစုံအများဆုံးငလင်လုတဲ့နေရာတို့ဟာတတ်တတ်သေးမကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလောက်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလောက်ခဲ့ပါတယ်။မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအနိကဖြတ်သွားပါတယ်။ဒါမဲ့အပြည့်အစည်အသေးပြောက်ဆုံးချုံမှု မများပါဘူး။အပြည့်အစည်အသေးပြောက်ဆုံးချုံမှုအများဆုံးငလင်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်။အဲလိုလှုပ်တဲ့အခါမှာပြည့်စည်များတဲ့အကြောင်းတွေရှိပါတယ်။စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာ နံပါတ်1ငလင်းရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်းလုတဲ့ဘူဌာနဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်းတွေဟာအပျက်စီးများတာပါတယ်ဇိုင်းငလင်းကျောမှာလှုပ်သမျှငလင်းတိုင်းဟာအနက်တိမ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်းကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲဒီအင်အားကအနည်းဆုံး9 ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်များတာပါပဲအပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးအထူးတဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝရီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးညာ စကိုင်းငလင်ကျော်ပေါ်မှာရှိပါတယ်လူရည်ကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါလေငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအသေးပြောက်အများကြီးဖြစ်ပါတယ်ငလင်လုံးလို့သိတာကဘာမှမများပါဘူး ဒါပေမဲ့ငလင်းလှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖိမိလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့သိရတာကများလေးရှိပါတယ်ဒီတော့ငလင်းရဲ့အသေးပြောင်းဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေတာဟာမြင်မာတဲ့အဆောက်အဦတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါသေးမယ်ဒါကြောင့်မို့အထူးဖြင့်မြင်မာတဲ့တိုက်တာအဆောက်အဦတွေသောတမအဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းကလင်းဆိုင်ရာ engineer အတတ်ပညာမပါပဲဆောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအငြင်းပူကြီးပါတယ်ဥမာအဖြစ်တောင်တွင်းကြီးငရင်လုံးတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့တေးသည်များအလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့တေသားကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ရနေနံကတိုက်တွေများပါတယ် ဲ့ဒီနိုင်ငံတိုက်တွေမှာအုံနိုင်ရနေလုတ်ထားတဲ့ခါမှာအုံနိုင်ရများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတင်းသားနဲ့ဘောင်ကော့ထားတဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်ဟာ၈ပြီ၆ပြီလောက်အကျယ်ရှိပါတယ်အဲ့ဒီကမှအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုံနဲ့တင်းသားနဲ့ကြားမှာခိုင်မြဲအောင်လုပ်လို့ရှိတဲ့ဂျာလီဆိုတဲ့ပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လုတ်တဲ့ခါမှာအဲ့ဒီ အင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကျပြီးအဲ့ညမှာအိတ်နေတဲ့လူတွေပေါ်ပြိလို့တေးရတာဖြစ်ပါတယ်။ဒါနည်းပြောရင်တော့အဆောက်ဦးရဲ့ခိုင်ခံ့မှုနဲ့လူရဲ့ကြိုတင်ကောက်မှုအတိအားအများကအရေးကြီးတယ်ဆိုတဲ့အချက်ကိုကျင်ပြလို့ရင်ဖြစ်ပါတယ်။ဒီကုန်းကျုပ်အနေနဲ့2016ခုနှစ်မှာငလင်တွေကဆင်လာတိုင်းလှုပ်ဦးမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနည်းနဲ့ပိုပြီးပူးနေတယ်။အခု2015ခုနှစ်ကကဘာတပိုင်းမှာပူဆုံးနှစ်ဖြစ်ခဲ့တယ်။ ဓာရီရဲ့နောက်ဆက်တွဲဖြင့်ငလင်းနေထပ်မံလှုပ်ဖို့ဆိုတာကတော့ဒေကြတဲ့လှုပ်တစ်ခုလိုပဲဆိုနေပါလေဒါပေမဲ့လှုပ်တဲ့ငလင်းနေဟာအင်အားမကြီးရင်တော့တမန်အာနင်းနဲ့အာတင်တဲ့စသဖြင့်တတိယ research scale 6တဲ့မကျော်ရင်တော့အပျက်စီးနေရပါတယ်ရတော့အဖြစ်တော့ဒါပေမဲ့6ကျော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေခြင်းဖြစ်ပါတယ် နေကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျိုးတင်ခမန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးမြဲပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံလုံကဲကဲမရှိဖို့နဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့ တကြွနားလေသူများရဲ့လမ်းညွန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်။